အားလုံးပဲမင်္ဂလာပါဒီနေ့မေလ7ရက်နေ့မှာတော့ကျွန်တော်တို့ချင်းပြည်နယ်မင်တပ်မှာဆိုလို့ရှိရင်တော့စကားစပုံးအဖကုံလိုက်ကျင်းနေတယ်เนาะအဲ့ဒီမှာဒေါ်လာရဖွဲ့တွေကတိတ်ပိုက်ပြီးသားဖြစ်တယ်ဒါပေမဲ့မစားရတဲ့အမေတဲနဲ့ပတ်ဆိုလို့အဲ့ဒီနေရာတွေမှာသူတို့ကလီယင်ကအားတာတဲ့အခါကျတော့လီယင်ပြန်နေနေပြီးတော့သွားသွားပြီးတော့ပုံချေတယ် ဟုတ်ဖက်မှာရခိုင်ဖက်မှာလည်းဒီလိုပဲနော်သွားပြီးတော့ပုံချဲတယ်ပြည်သူလူထုတွေတေးတယ်အင်တွေပျက်စီးတယ်ဆိုတော့သူတို့ရဲ့ပြစ်မှတ်ကပါလဲဆိုတော့ပြည်သူလူထုတွေစိတ်ချမ်းသာစွာနဲ့နေလို့မရအောင်အเจ้าအလန့်တွေကြားကနေပြီးတော့ချီလန်းစာစားနေရအောင်သူတို့ကတမင်တက်တက်လို့တာဖြစ်တယ်သူတို့နိုင်တာလည်းမဟုတ်ဘူးနော်အဲ့ဒါကိုပြန်ပြီးတော့သိမ်းလို့ရတာလည်းမဟုတ်ဘူး ဘာအဓိပ္ပာယ်မှလည်းမရှိဘူးเนาะအဲ့ဒီမှာတလုံးတလုံးပုံချေတာပုံတလုံးတလုံးရဲ့တန်ဖိုးကနဲတာမဟုတ်ဘူးအဲ့ကုံချာစိတ်တွေလည်းအများရှိတဲ့စီကုံချတဲ့အဲ့ဒီမှာပုံကုံချတဲ့လူတွေသေးတဲ့အဆောက်အဦတွေပြက်စီးတဲ့ဘာအချိုးရလည်းမှမရှိဘူးဒါပေမဲ့အဲ့လိုမျိုးလုတ်တယ်ဆိုတာပြည်သူလူထုတွေကိုအချောက်တရားသွင်းတာเนาะအချောက်တရားသွင်းတာအဲ့ဒါကလွဲလို့အဲ့ဒီမတ်တပ်မျိုးကိုလည်းစကားစပြန်ရတာမဟုတ်ဘူးเนาะအခုပြည်သူလူထုတွေကိုချင်းချောက်တာအဲ့ဒီမှာစိုးရိမ်မှုတွေကြီးလန့်စားစားအောင်လုပ်တာ နော်အဲ့လိုမျိုးပုံစံလောက်ပဲရတယ်နော်တကယ်တကယ်သိလို့ရတယ်ဆိုရင်တော့အကျိုးရှိတာပေါ့နော်သူတို့အတွက်ဒီပေါင်900ပေါင်1000ပုံဆိုတာနည်းတော့မဟုတ်ဘူးကုန်ချစိတ်တယ်ဒါပေမဲ့မလာဆိုလို့ရှိရင်အဲ့လိုမျိုးဆက်ပြီးတော့လုံနေတယ်နော်လုံနေတယ်ဆိုတော့ကွန်မန်ဒါမျိုးမှာအင်ချေပေါင်း15လုံးထိခိုက်ပျက်စီးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်ဝက်လက်မှာဆိုလို့ရှိရင်ရွာ3ရွာကုန်နေပြီးတော့ပုံကျဲတယ်နော်ပုံကျဲတယ်အဲ့ဒီမှာပြည်သူလူထုက6ရောက်တန်ရာရတယ်10ရောက်ကဒီဆုံးနေဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကပြည်သူလူထုတွေပဲနော်အဲ့ဒီမှာတော်လိုင်းရအဖွဲ့ရှိတို့လို့သူတို့တည်င်းကြားတယ် ပြီးလို့ရှိရင်တော့တင်းကြတယ်ဆိုတာသူတို့ကတော့ blind ကြတာတော့မဟုတ်ဘူးအဲ့ဒီထက်ကလူတွေကနော်အဲ့ဒီပေကတော့ဘောမှလည်းရှိတယ်နော်ဘောမှလည်းရှိတယ်သူတို့တင်းပေးတယ်လာပြီးတော့ပုံကျဲတယ်နော်အဲ့လိုမျိုးအဲ့ဒီအချိန်မှာတော်လိုင်းအဖွဲ့တွေကသိတဲ့အတိုင်းပဲသူတို့ကအမြဲတမ်းအသီးတည်းနဲ့ရှိတယ်အဲ့ဒီမှာသူတို့လာတဲ့အချိန်မှာသူတို့ကထွက်ပြေးသွားပြီเนาะကျန်တာကပြည်သူလူထုတွေပဲရှိတယ်ဆိုတော့ဒီမှာထိခိုက်တယ်เนาะအဲ့ဒါပဲရှိတယ်နောက်တစ်ခုကကျွန်တော်တို့ပုဂ္ဂိုလ်တိုင်ရွှေ့ချင်းမှာဆိုလို့ရှိရင်တော့ဒီခမယ 968ကိုနေပြီးတော့ PDF เนาะအဲ့ဒီကက PDF တွေကတင်ပိုက်လိုက်တယ်အဲ့ဒါကခမာယ968ကဌာနချုပ်ဖြစ်တယ်ဆိုတော့အဲ့ဒီလူကလူတွေကနေပြီးတော့ရှေ့တန်းကိုထွက်ကြတယ်ဂျန်တဲ့လူတွေရှိတာအရန်အင်အားတွေရှိတယ်เนาะအဲ့ဒါကိုနေပြီးတော့ဒီဖက်က PDF တွေကသိတယ်သိတဲ့ခါကျတော့ဝင်ပြီးတော့ဂျုံလိုက်တယ်စစ်သားအလောင်းပေါင်း30เนาะ30ကိုနေပြီးတော့လုံးလို့ရတယ်အဲ့ဒါအလောင်းမရတဲ့ဟာတွေလည်းအများကြီးရှိမယ်ပြီးလို့ရှိရင်တော့ဒီစကတ်ဆိုင်ရဲ့မီသားစုဝင်เนาะမီသားစုဝင်73ဦးကိုလည်းဖမ်းမိတယ်ပြီးလို့ရှိရင်တော့လက်နက်ပေါင်းမျိုးစုံเนาะ83 83တက်ကိုရတယ်ပြီးလို့ရှိရင်တော့ကျမ်းမ3လုံးကိုရတယ်ပြီးလို့ရှိရင်တော့လက်နက်ခေရံတွေအများကြီးရတယ်အဲ့ဒါက KNU ရဲ့တမဟာ3နေမြေမှာဖြစ်တယ်ပြီးလို့ရှိရင်တော့ထူးခြားတာကဘာလဲဆိုလို့ရှိရင်တော့ PDF တိတ်နောက်တိတ်ဆိုတော့ဒီ EO တွေချင်းချုံမှုတွေမပါဘူးစီမံခန့်ခွဲမှုတွေမပါဘူးเนาะအဲ့ဒီမှာသူတို့တက်တက်သိမ်းသွားတဲ့เนาะဒီတိုက်ပွဲဖြစ်တယ်เนาะဌာနချုပ်ဖြစ်တယ်ခမာယာ968ပြီးလို့ရှိရင်တော့ indoor indoor လေးထုံနေလောက်ပဲ ဲ့ဒီမှာ AO တွေလုံးဝမပါဘူး PDF တွေတိသန့်တော့တိုက်တဲ့ဘွေးတွေဖြစ်တယ်ဆိုတော့အစ်ကကတော့ဒီ PDF တွေရဲ့စီရဲကျွန်းကျင်မှုဟာဆိုလို့ရှိရင်ဒီမှာအရေးတွေ့တဲ့မြင်မလာတာကိုတွေ့ရတယ်သူတို့ရဲ့တိုက်ရိုက်ခိုက်ရိုက်ဟာဆိုလို့ရှိရင်တော့တော်တော်ကိုမြင့်တက်လာတယ်ဆိုတော့တွေ့ရတယ်သူတို့ရဲ့အောင်မြင်မှုတွေလည်းဖြစ်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 နဲ့တွေ့လာရတယ်အဲ့ဒါကဒီနေ့ MOD မှုကနေပြီးတော့ UNG MOD မှုကနေပြီးတော့ထုတ်ပြန်တာတွေ့ရတယ်ဆိုတော့ဒီနေရာမှာ MOD မှုအောက်ကလူတွေကလည်းစီရဲတဲ့ကျွန်းကျင်လာတဲ့အမြသူတို့ဟာသူတို့ကိုယ်တိုင် တိုက်နိုင်ပြီဆိုတဲ့ဟာကိုဒီနေ့လက်တွေ့အနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒေါ်လန်ရဲကလုံးဝနောက်နောက်ဆိုတာမရှိဘူးရှေ့ကိုရှေ့ကိုရှေ့ကိုပဲကျွန်တော်တို့တိုးတာကိုကျွန်တော်တို့တွေ့ရနိုင်တယ်ဆိုတော့ဒါကတကယ်ဒေါ်လန်ရဲအတွက်အောင်မြင်မှုလမ်းကြောင်းတွေဖြစ်တယ် เนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံတက်ခိုင်မှာဆိုလို့ရှိရင်တော့ဒေါ်လာကနေပြီးတော့ဒီမြန်မာပြည်သားတွေထိုင်းနိုင်ငံကိုဝင်လာတယ်ဝင်လာတဲ့အခါကျတော့အဲ့ဒီမှာထိုင်းရဲတွေကဖမ်းဆီးတယ်အဲ့ဒီမှာမြန်မာပြည်သားအယောက်ပေါင်း15ယောက်ဟာဆိုလို့ရှိရင်ဖမ်းခံရတယ်เนาะဒေါ်လာကနေပြီးတော့လာတယ်လာတဲ့လူတွေလည်းဖမ်းခံတာပဲအဲ့ဒီမှာသူတို့ပွဲစားတွေနဲ့လာတဲ့ဖမ်းခံတယ်ဘာဖြစ်လို့အဲ့ဒီနေရာတွေမှာသွားကြလဲဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့ငွေလဲနှုန်းနဲ့ ထိုင်းရံွယ်လဲနှုန်းကဆိုလို့ရှိရင်တော့တော်တော်ကွာတယ်အဲ့ဒီမှာထိုင်းွယ်တစ်ပတ်မှာဆိုလို့ရှိရင်တော့အခုက30ကျော်နော်30ကျော်ဆိုတော့အခုကျွန်တော်လည်းမလစ်လာတာကြာပြီအဲ့ဒီထိုင်းရံွယ်ရဲ့ဈေးကွက်တော့အရင်တော့က33ရှိတယ်အခုကတော့ဈေးကျလာပါလားတော့မသိဘူးနော်ဆိုတော့အတိအကျတော့30 35 33ပေါင်းကျင်လောက်မှတော့ရှိမယ်လို့ထင်တယ်။လောက်ထိပ်กว่าတယ်เนาะအမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့1,410တို့1,400တို့စသဖြင့်ဒီအနားမှာပဲဝက်လေလေရှိနေတယ်เนาะတက်လိုက်ကျလိုက်တက်လိုက်ကျလိုက်စီဒေါ်လာလောက်အကွာရှိတယ်စသဖြင့်เนาะဒါကြောင့်မြန်မာပြည်သူပြည်သားတွေဆိုလို့ရှိရင်ထိုင်းနိုင်ငံနိုင်ငံမှာသွားပြီးတော့ခိုးပြီးတော့လုံလုံကြတယ်မလေးရှားနိုင်ငံမှာသွားပြီးတော့ခိုးပြီးတော့လုံလုံကြတယ်အဲ့ဒီကနေပြီးတော့သူနီသူဟန်နဲ့เนาะဟိုမှာတက်ပြနိုင်ငံကိုထွက်ကြတယ်စသဖြင့်အကြောင်းအမျိုးမျိုးတွေရှိကြတယ်เนาะအဲ့ဒါကြောင့် ဒီဒီဘက်မှာထွက်ပြီးတော့ဖမ်းခံကြတာဖြစ်တယ်နော်ဖမ်းခံရတယ်ဖမ်းမခံရတဲ့လူတွေလည်းအများကြီးပါပဲထိုင်းနိုင်ငံမှာနော်နောက်တစ်ခုကမအလကတရုတ်တမဒရှိ change ပြင်ကိုနေပြီးတော့တမဒကြီးဆိုပြီးတော့သူနဲ့တွေ့တဲ့အခါမှာနော်ယူကျွန်းနွန်စွာအဲ့ဒီမှာသုံးထားတာအဲ့ဒီကတော့အောက်ကျနောက်ကျခံပြီးတော့ နော်တမဒချီချင်းပင်ကိုနေပြီးတော့ပြောတယ်ဆိုတဲ့တဲ့ဒင်းအဲ့ဒီအားလည်းတက်လာတယ်သူအင်တာဗျူးဒါတို့ဘာလို့လဲကျွန်တော်တို့တွေ့လိမ့်မယ်နော်တွေ့လိမ့်မယ်အဲ့ဒါကိုလည်းကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးမယ်ဒီမှာသွားပြီးတော့ကျွန်တော်တို့ခြေလို့ရတယ်တမဒရှင်နဲ့တော့တွေ့လို့ရတယ်ရုရှားတမဒဘူတင်နဲ့တော့တွေ့လို့မရဘူးဒါပေမဲ့သူပြန်လာတယ်လေယံပေါ်မှာပဲအင်တာဗျူးကြတာနော်သူတို့ဘက်ကဘောမှအင်တာဗျူးတွေပေါ့နော်အဲ့ဒီမှာတဲ့ဒင်းမီဒီယာတွေကအင်တာဗျူးထားတဲ့အားတွေလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီနေရာမှာရုပ်ကိုတော်တော်ကိုအားကိုးတယ်ပြီးလို့ရှိရင်တော့ဒီရခိုင်မှာဆိုလို့ရှိရင်တော့သူ့ရဲ့အနေအမြေတွေကဘာမှမရှိတော့ဘူးနော်စစ်တွေကြောက်ဖြူမအောင် သုံးခုပဲကျန်တော့တယ်အဲ့ဒီနေရာတွေကျန်တာတောင်မအခုမအလကရုပ်ရဲမြန်မာရဲဘင်္ဂလားဒေ့ရှ်ရဲဒီစီးပွားရေးစင်ကျင်နောက်ဆက်ချက်ကနေပြီးတော့အကောင့်ထိပ်ဖော်မယ်ဆိုပြီးတော့ပြောကြားလိုက်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီရှီနဲ့တွေ့တဲ့အချိန်မှာပေါ့နော်ဆိုတော့ဒီဘင်္ဂလားဒေ့ရှ်အစိုးရကတော့ကျွန်တော်တို့မအလနဲ့မဆက်ဆက်တော့ဘူးကျွန်တော်တို့အေအေကိုပဲတော့ပွေးထုတ်တာကိုကျွန်တော်တို့တွေ့ရတယ်နောက်မှအစိုးရလိုအတိမတ်ပြုပြီးတော့ဆက်ဆံတာကိုတွေ့ရတယ်ဘာဖြစ်ဆိုတော့မအလကအဲ့ဒီနေဆက်မှာလုံးဝမရှိတော့ဘူးနော်အဲ့ဒါကြောင့်မအလကိုဖော်မလို့တော့ဘူးဘင်္ဂလားဒေ့ရှ်ကဒီအေအေကိုပဲ ပေါ်ပြူတာကိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့ဒါကလည်းသတင်းတွေထွက်လာတာကပါလဲဆိုတော့ဒီအမေရိကန်ရဲ့ကျော်တော်နောက်ခံပြူထားတဲ့ဒီဘင်္ဂလားဒေ့ရှ်ရဲ့ဒီအဖွဲ့အစည်းပေါ့နော်ဒီလက်နက်ကိုင်အဖွဲ့အစည်း၃လေးဖွဲ့ကိုသူတို့ကထောက်ပံ့ထားတယ်ထောက်ပံ့ပြီးတော့အဲ့လူတွေကနေပြီးတော့ဒီမြန်မာနိုင်ငံဖက်ကို နော်ကုညီဖို့အဓိကတော့ကျွန်တော်တို့ရခိုင်ပြည်သူပြည်သားတွေကိုကုညီဖို့အတွက်သူတို့ကအဓိပ္ပာယ်နေပြီးတော့ပြင်ဆင်နေဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာလည်းကျွန်တော်တို့ကြားပြီးသားဖြစ်တယ်ဆိုတော့ဒီတိုင်းပဲအခုဘင်္ဂလားဒေ့ရှ်ကလည်းအေအေနဲ့ဆက်ဆက်လာတယ်နော်ဆက်ဆက်လာတယ်သူနဲ့ဆွေးနွေးဖို့ကြိုးစားလာတယ်မာလာကိုဖိဖိထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဓိပ္ပာယ်ကတော့ဒီ US ကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုခိုင်းတယ်ဘင်္ဂလားဒေ့ရှ်ရဲ့နောက်ကွယ်မှာတူနေတယ်ပြီးလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒီဖက်မှာတော်လိုင်းရောက်ခွေတွေကိုကူးတယ်ဆိုတဲ့သဘောတွေတက်ရောက်မှုတွေကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပူတင်နောက်ပူတင်ဟာဆိုလို့ရှိရင်ယူကရိန်းကိုညနေရအတွက်တော့ပါ ဲ့တိတ်နိုင်မယ်လို့ကျွန်တော်ကြိုးစားတယ်ဒါပေမဲ့လင်းနေရှိပြီဒီနေ့ခက်တီနော်ယူကရိန်းဟာဆိုလို့ရှိရင်ဆက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 ်ပြီးတော့ဟိုးမော်စကိုထိတောင်မှနော်တကယ်ချင်း6နိုင်တဲ့အဆင့်ကိုရောက်သွားတယ်နော်သူကဟိုးဘက်မှာမြောက်ကိုရီးယားကိုစစ်ကူခေါ်ရတယ်တရုတ်ကိုစစ်ကူခေါ်ရတယ်အောက်တိအဆင့်တိဖြစ်သွားတယ်ပြည်သူစစ်တွေကိုအတင်းအနမကောက်တဲ့အဆင့်ဖြစ်သွားတယ်ဘာမျိုးဆိုတော့သူ့ရဲ့လူတွေမရှိတော့ဘူးနော်စစ်သားတွေတော်တော်အသေးပြောင်းပြတယ်တိတ်နဲ့ချီပြီးတော့ကျွန်တော်တို့တေဆွန်းသွားတယ်တိတ်တောင်မှတသိန်းတသိန်းမဟုတ်ဘူးနော်ဒီ၈တိန်းလောက်ပေးတယ်နော်၈တိန်းလောက်ပေးတယ်အဲ့ဒီမှာကျွန်တော်တို့ဒီမြောက်ကိုရီးယားဖက်ကလည်းစစ်ကူလာတဲ့လူတွေဖေးတယ်တရုတ်ဖက်ကလည်းဖေ ေးတယ်เนาะအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ဒီနေ့ပူတင်ကဘာပြောလဲဆိုလို့ရှိရင်เนาะအနည်း80ပြည့်เนาะရင်ပြင်းနီးအဲ့ဒီကော်ဇော်နီရင်ပြင်းမှာဆိုလို့ရှိရင်သူတို့ဒီလူရကပါစစ်ဂျမ်နီကိုနိုင်တဲ့အထင်အမှတ်နေနဲ့သူတို့အဲ့ဒီမှာနိုင်ငံကနေပြီးတော့ကောင်းဆောင်တွေခေါ်တယ်သူရဲ့မဟာမိတ်တွေကိုเนาะအဲ့ဒီမှာမအားလာလဲသွားတက်တယ်ပြီးလို့ရှိရင်တော့သူကအခု ဒီမော်စကိုကနေပြီးတော့ TV ကနေပြီးတော့နော်နိုင်ငံတော် TV ကနေပြီးတော့အဲ့ဒီကနေပြီးတော့သူတို့လွှင့်လိုက်တယ်နော်သွင်းလိုက်တယ်နော်ဂရမလင်ဆိုတဲ့ရုပ်သံကနေပြီးတော့သူတို့လွှင့်လိုက်တာနော်လွှင့်လိုက်တာယူကရိန်းနဲ့သူတို့ဆီဆက်ဆွေးနွေးဖို့နော်သူတို့သူနဲ့ဒါလိုက်ဆွေးနွေးဖို့တဲ့ပူတင်ကပြောလာတယ်အတကဘေးမှာတွေ့မလဲဆိုလို့ရှိရင်နော်ထူကီနိုင်ငံမျိုးတော့နော်အင်စတန်ဘူမှာနေပြီးတော့သွားတွေ့မယ်နော်မေလ15ရက်နေ့မှာတိုင်ပင်စောရင်ပိုကောင်းတယ်နော်15ရက်ထက် နောက်မကြဘဲကျွန်တော်တို့နော်ဆွေးနွေးပွဲကိုမြန်မြန်လုပ်ချင်တယ်ဆိုတဲ့ဟာကိုပူတင်ကနေပြီးတော့တရားဝင်ထုတ်ပြန်လိုက်တယ်เนาะအဲ့ဒါကပူတင်ကနေပြီးတော့ယူကရိန်းကိုအောက်ချုပ်ခံရတဲ့အဆင့်ကိုရောက်သွားတယ်เนาะအဲ့ဒါသူကတော့အရင်ကတော့ဒီ၃ရက်အကြီးခက်ရက်ဆင်းမယ်ဆိုတော့ပြင်းပြင်းနေအခမ်းအနားကို ော်သူလုတ်ချေလို့အခုကယူကရိန်းကတတိပေးတယ်အဲ့ဒီမှာသူတို့လာတဲ့ခါကျတော့နိုင်ငံကောက်ဆိုလာတဲ့ခါကျတော့သူအစော်ခါရတယ်စော်ခါရတယ်ဆိုတော့အဲ့ဒီရင်းမြစ်နေမှာတော့ကျွန်တော်တို့မထိမထိဘူးဒါပေမဲ့တခြားပြိမဲ့တွေမှာအများကြီးပဲအစော်ခါရတာအဲ့ဒါကြောင့်သူတိတ်ခါကြရတယ်နော်တိတ်ခါကြရတယ်ဆိုတော့ဒီရက်30တိတ်ခါရစေဖို့ခုနကပူတင်ကပြောလာတာကဘာလဲဆိုလို့ရှိရင် EU ဥရောပနဲ့ကျွန်တော်တို့အမေရိကသမ္မတနဲ့အဲ့ဒီမှာ corporate phone နဲ့စကားပြောတယ်ပြီးလို့ရှိရင်တော့သမ္မတပူတင်ကိုအနည်း30တိတ်ခါရစေဖို့သူတို့တိုက်တွန်းတယ်တိုက်တွန်းပြီးတော့နိုင်ပိုင်းအကြမှာပဲနော်ဆွေးနွေးဆက်ရဲ့လမ်းကြောင်းကိုသူကနေပြီးတော့ပြောလာတာကျွန်တော်တို့တွေ့ရတယ်ဒ ါကတော့နော်ဒီမာလာရဲ့ဆရာကြီးပူတင်ကတော့နော်ယူကရိန်းကိုအောက်ချုပ်နေရပြီဆိုတော့ တတိယကတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကအိန္ဒိယနဲ့ပါကစ္စတန်နော်သူတို့နေရာကိုလည်းပြစ်ခတ်ကြတယ်နော်ပြစ်ခတ်ကြတယ်အဲ့ဒါကိုနေပြီးတော့ကျွန်တော်တို့ကုလသမဂ္ဂရဲ့အတွင်းမှုကလည်းအဲ့ဒီမှာသွားတယ်စစ်စင်ကြီးနိုင်ပို့ပြီးလို့ရှိတော့ USA ကလည်းကြားဝင်မလို့ဆစ်ဆက်တယ်ပြစ်ခတ်ရင်ဆင်းနိုင်ပြီဆိုပြီးမှနေအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကနေပြီးတော့ကျွန်တော်တို့ကြေညာချက်ထုတ်တာကိုတွေ့ရတယ်အဲ့ဒီပြတော့သူတို့နေရာကပြစ်ခတ်ရဆေးပြီဒါပေမဲ့သူပြစ်တယ်ကိုပြစ်တယ်ပြစ်တင်ပြီးတော့တလုံးနှလုံးပြစ်တာတွေတော့ရှိသေးတယ်နော်လုံးလုံးကင်းစင်တာတော့မဟုတ်သေးဘူးအဲ့ဒီလိုမျိုးအခြေအနေမျိုးတော့တွေ့ရတယ်နောက်တစ်ခုကဒီအန်ယူဂျီကဒီဗန်ဒါရဲ့ကိစ္စနဲ့လူတွေတော်တော်ကိုဝေခံမှုနဲ့ ်ရှိတယ်အဲ့ဒါကိုနေပြီးတော့ရှင်းထုတ်ပြန်ပေးပါရှင်းလင်းရှင်းတိုင်းတွေထုတ်ပေးပါတော့တောင်းဆိုတာကြာပြီเนาะဒါပေမဲ့သူတို့ကသုံးစေးကနေပြီးတော့ဘလောက်ရခိုင်နှုန်းကသုံးစေးကိုသုံးနေပါတယ်စစ်သုံးစေးမှာသုံးနေပါတယ်အဲ့ဒါ overall ပြောတာကလွဲလို့မမတကယ်နော်ရှင်းတိုင်းတွေမထုတ်ဘူးဆိုတော့ဒီနေ့ကသူတို့ပြောတာကနော် AUG ရဲ့အသွင်ဦးပြောင်းရေးဆိုရအစ်စ်မှာရောက်လို့ရှိရင်သူတို့ကဒီရှင်းတန်းကိုထုတ်ပေးမယ်ဆိုပြီးတော့ ီ AUG ရဲ့ဒီဝန်ကြီးချုပ်မန်းဝင်ခံတန်းကနေပြီးတော့ထုတ်ပြန်တဲ့ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်နောက်တစ်ခုကပြည်သူ့ချစ်ဆောင်ပါတီအခေါ်တဲ့အခုဥဆောင်တဲ့တသက်ခိုင်ပါတော့တသက်ခိုင်ကနေပြီးတော့ဒီမဟာလာကပြုလုပ်မဲ့ရွေးကောက်ပွဲဟာဆိုလို့ရှိရင်တမတမတ်ကြမဲ့ရွေးကောက်ပွဲဖြစ်တယ်เนาะ NND ကလုပ်တဲ့ရွေးကောက်ပွဲဆိုလို့ရှိရင် တမန်တမန်မကြဘူးအတိတ်ကတော့နော်မဲတွေခိုးတယ်နော်ကုမာလာလုပ်တဲ့ဟာကပို့ပြီးတော့တမန်တမန်ကြမယ်အဲ့ဒါကြောင့်လက်နက်ကင်တဲ့လူတွေလက်နက်ဆုံးပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့လမ်းကြောင်းကိုလှုပ်ချဖို့ဆိုပြီးတော့ကျွန်တော်တို့ပြောတာကိုတွေ့ရတယ်နော်ပြည်သူ့ရှစ်ဆောင်ပါတီအခုတက်တက်ခိုင်ပေါ့နော်တက်တက်ခဏမကြီးပါလေတထဲမှနော်တထဲမှရွှေတထဲမှဆိုတော့ အခုကနော်သူ့ကိုသူပြောတဲ့ပုံစံကိုကြည့်လိုက်နော်လက်နက်ကိုအကုန်လုံးဆွန့်ပြီးတော့ဒီပါတီလမ်းကြောင်းပေါ့နော်ပါတီနိုင်ငံရဲ့လမ်းကြောင်းကိုဝင်ကြဖို့အဲ့ဒါပြောတာဆိုလို့ချင်းလက်နက်ဆွန့်ဖို့ပြောတာဆိုတော့မဟာလာနေရာမှာယူပြီးတော့သူကပြောတာကိုကျွန်တော်တို့တွေ့ရတယ်နော်သူကတကယ့်အနာရှိတလို့လို့ဘာလို့လို့နဲ့နော်ဒီမဟာလာထက်ပို့ပြီးတော့ချီးတလို့လို့ဘာလို့လို့အဲ့ဒီမှာသူကနေပြီးတော့ဒီလက်နက်ကင်တဲ့လူတွေ PDF တွေကိုနေပြီးတော့လက်နက်ဆွန့်ပါဆွန့်ပြီးတော့အခုရုပ်ကောက်ပွဲကိုအောင်မြင်အောင်ဒီတမတမချတဲ့ရုပ်ကောက်ပွဲကိုပါဝင်တော့ရှင်ပြိုင်ဖို့လက်နက်တွေကိုဆွန့်ဖို့ လိုပြောတာကိုတွေ့ရတယ်အတိတ်ပြတော့မလာတဲ့သူကြီးတော့ပြီအဖေထက်သားတလားကြီးတော့ပြီအဲ့ဒီမှာနော်နောက်တစ်ခုကကျွန်တော်တို့ဒီစစ်တော့မြင့်ရှိတယ်နော်စစ်တော့မြင့်ရအနောက်ဖက်ချမ်းကုန်နေပြီးတော့ PDF တွေကလုံးလုံးသွားပြီအဲ့ဒီမှာစကဆာရဲ့အုတ်ချုံမှုရန်တရားတွေဆိုလို့ရှိရင်လုံးဝလုံးဝလေပတ်မှုမရှိတော့ဘူးသူရဲ့ဒီစကဆာရဲ့အနာတဲရမှုလည်းလုံးဝမရှိတော့ဘူးစစ်တော့မြင့်ရအနောက်ဖက်ကြော ဒါတချို့မှာဆိုလို့ရှိရင်လုံးဝဒီစက္ကစဆိုလို့ရှိရင်သွားလာလှုပ်ရှားလို့မရတော့ဘူးအုတ်ချုပ်ရလေပတ်မှုမရှိတော့ဘူး PDF တွေစုမထားတဲ့နေမျိုးတွေဖြစ်ကုန်ပြီဆိုတဲ့ဟာကိုညီမနောင်ကအဲ့ဒီမှာတည်င်းထောက်တွေလက်နဲ့ချီပြီးတော့လေ့လာခွင့်ရတဲ့ဟာကိုမတန်းပြုထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အတိတ်ကတော့စစ်တောင်မြေရဲ့နောက်ဘက်တချို့မှာလုံးဝစက္ကစကင်းစင်သွားပြီဒါတော့တကယ့်တည်င်းကောင်းပဲเนาะနောက်တစ်ခုကကျွန်တော်တို့ပုံမှန်ပုံမှန်မှာဆိုလို့ရှိရင်တော့တက်ကုတ်တွေချစ်ချစ်ဖြစ်တဲ့စက္ကခ27ကဒီစစ်တုံးပိုင်းတွေ160လောက်ကိုလည်း KIA ကနေပြီးတော့ကျွန်တော်တို့ ကဲထုတ်တယ်ကဲထုတ်တော့ဘုံကြီးเจ้าမှာထားတယ်အဲ့ဒါကိုနေပြီးတော့မာလာကပုံချိတ်လိုက်တယ်ဘုံကြီးเจ้าမှာလိုတာဆိုလို့ရှိရင်စစ်ရှောင်းလည်းအများကြီးရှိတယ်အဲ့ဒီမှာစစ်ရှောင်း30စိတ်တည်သွားတယ်နော်30စိတ်တည်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အဲ့ဒီကနေပြီးတော့ခက်ခက်ခဲနော် KGN ကနေပြီးတော့ဒီစစ်စုံကနေပြီးတော့လွတ်မြောက်အောင်သူတို့ကိုကြေထုတ်နိုင်တယ်ဆိုတဲ့ဟာလေတတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီမေလ7ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာဖြေဆုံးကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ